ဓမ္မမိတ်ဆွေများအားလုံးမင်္ဂလာပါကိုယ်ကျမ်းမာခြင်းစိတ်ချမ်းသာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေလို့ဥစွာဘုရားမှာပြတ်တာဆုမပေါင်းများတောင်းပါရစေယနေ့မှာတော့ဒီပိဋကဓမ္မဗန္နာဂါရိကမင်းဝဆင်တော်ဘုရားကြီးရေသာစီအပ်သောမဟာဘုရင်တော်ကြီးပရမဘဲဒုတိယပိုင်းရဲ့အပိုင်း၈၀ခုဖြစ်ပါတယ် ယနေ့မှာတော့အပိုင်း89အနေအထားစာမျက်နှာ130ခွန်အာဘုရင်တော်ရေပရမဘေဂုရိယာပိုင်းရဲ့စာမျက်နှာ130ခွန်ကနေပြီးတော့ဆက်လက်ရပ်ပတ်ကိုစောမြဝေပြီးသွားမှာပဲဖြစ်ပါလေနမောတတဗဂဝတောအရဟတောသမ္မာသမ္ ဤသို့ဂုံကျေးဇူးနှင့်ပြည့်စုံသောကလျာဏမိတ်ဆွေကို ပေါင်းသင်းအမိပြုရသဖြင့်ဘုရားအလောင်းတော်သည်မိမိ၏ဥပနိဒေယတံပတ္တိကို စားတတ်တော်မူတိုးရိပ်တိုးရိပ်ဆင်ကျေစေပြီလျင်အလွန်တန်ရှင်းသောဉာဏ်ပညာအတယဓက္ခံအလွန်တန်ရှင်းသောကိုယ်နှုတ်အမှုတို့၌အာထုတ်ခြင်းပယောက လုံးနာနှင့်ပြည့်စုံလျက် ွန်အားကြီး၄ပါးနှင့်ပြည့်စုံသူဖြစ်ပြီးလျှင်အကြမီပင်ဗျာဒိယကြောင့်အင်္ဂါ၈ပါးတို့ကိုတပေါင်းပြီးပြည့်စုံစေနိုင်၍မဟာပိဏိဟာရကိုယ်တော်ဘုရားစုပံမှုကုသိုလ်ကြီးကိုရဲရဲတောက်ပြုပြီးလျှင်ဘုရားလောင်းစေအဖြစ်နိုင်တည်လေသည်ထိုချိန်မှစ၍ဘုရားစုမှလွှဲပြောင်းကစုတစ်ပါးကို မတောင်းတော့ပေဧကံမချုပ်ဘုရားပြည့်ရန် မြဲသည်နိယတပုဂ္ဂိုလ်မြဲခြင်းဖြစ်လေတော်သည်အာဇီလေးပါဟုသောကကာကြီးဣဇဒိကပလာရှိဖို့ပြပြီးပစ္စယအကြောင်းလေးပါတို့အနေသရုဒ္ဓအကြောင်းဖြစ်သည်ဓမ္မကာတဝဆေးဖြင့်မိမိကိုယ်စွမ်းကိုအမိပြုကတမ္မာတမောရိကောသောတပ္ပညုတဉာဏ်၌အလွန်အမင်းစိတ်ညွတ်နေခြင်းကိုဖော်သည် ယင်းဣဇလိကဗလာဖြင့်ဘုရားအောင်တော်သည်မိမိကိုယ်ကို အလေးမြတ်ပြုကဟိရီတရားအမိရလျက်ဆူတောင်းပြဝကပါရမီတို့ကိုဖြည့်ခြင်းပြီးတပ္ပညုဏဉာဏ်ကိုရတော်မူသည်ခါဝေဘာဟိရဗလာရှိဘောပြပြီးပစ္စယအကြောင်း၄ပါးတို့အနေပထမဒုတိယတတိယအကြောင်းတို့ကို အမိပြုကတပ္ပညုဏဉာဏ်၌အလွန်မင်းစိတ်ညွတ်နေခြင်းကိုခေါ်သည် ရှင်ဘာဟိရဗလာဖြင့်ဖရာလောင်းတော်သည် ပြင်ပလောကကို အလေးမြတ်ပြုကာငါကဖရာဖြစ်နိုင်သည် စွန့်ရည်တတိမြာအပြည့်ဝရှိသူယောက်ျားကောင်းဖြစ်သည်ဟုတက်ကြွသောမာမာနအမိရာပြီလျင်အဘိနိဟာရကုသိုလ်ထုနှင့်ပြည့်စုံကပါရမီတို့ကိုဖြစ်ကျင်ပြီးသဗ္ဗညုရဉာဏ်ကိုရတော်မူသည်ကောင်းငယ်ဥပနိဒေယဗလာ ရှိပေါ်ပြမည်ဟေတုအကြောင်း၄ပါးတို့အ ਨੇ ပရမအကြောင်းဖြစ်သည်ဥပါနေတိယတံ္ဘရာကို အခြေခံအကြောင်းပြု၍တပ်ပင်ညုဏဉာဏ်၌အလွန်အမင်းစိမ့်ညွတ်နေခြင်းကိုခေါ်သည်ယင်းဥပါနေတိယဗလာဖြင့်ဘုရားအလောင်းတော်သည်ထမ်းမြတ်သောအိန္ဒြေတန်ရှင်သောဓာတ်ဘောရှိ၍တရိအမိယာမိလျင်အဘိနိဟာရကုသိုလ်ထူးနှင့်ပြည့်စုံကပါရမီတို့ကိုပြည့်ကျင်ပြီးတပ်ပင်ညုဏဉာဏ်ကိုရတော်မူသည် ကာကြီး ပယောဂဗလာတပညုဒဉာဏ်ကိုရနိုင်စေလောက်အောင် အောင်မြောက်သော လုံလဝေးရနှင့်ပြည့်စုံခြင်းဥပါနေတရာအဓိကရကုသိုလ်များကိုတယုတ်တည်းအမြဲမပြတ်ပြုကျင့်ခြင်းတို့ကိုခေါ်သည်ယင်းပယောဂဗလာဖြင့်မြာလောင်းတို့သည် စင်ကြယ်သောကာယကံမှုဝစီကံမှုနှင့်ပြည့်စုံလျက်အဓိကရကုသိုလ်များကိုအကြမ်းမလတ်ပြုတော်မူပြီလျင် အဘိနိယာရကောင်းမှုနှင့်ပြည့်စုံကပါရမီတို့ကိုပြည့်ခြင်းပြီးတပ်ပင်ညူလာဉာဏ်ကိုရတော်မူသည်ဤဇောအပြည့်သောပြည့်စည်ရာအကြောင်းလေးပါဟေတုအကြောင်းလေးပါအာဇီလေးပါ အကြောင်းတရားတို့ပြည့်စုံ၍သူမေတာပညာရှိဘဝကဲ့သို့သောဘဝသို့ ရောက်လာသောအခါအလောင်းတော်သူမြတ်မှာနိယတပြတဲ့ကံယူနိုင်ကြောင်းအင်္ဂါ၈ပါးတို့ပေါင်းစုံ ပြည့်စုံ၍လာလေတော်သည်ထိုအင်္ဂါ၈ပါး ပေါင်းစုံပြည့်စုံခြင်း၏လှုပ်သောတိုင်တွန်းခြင်းအရာ ရှိ၌ပြခဲ့သည့်အတိုင်းငါသည်မစုံမနစ်ဖျားပြည့်အောင်အာသည့်ကြိုးစားပြီးလျင်ဝေလျာတို့ကို ကဲတင်ပေးအံ့ဟူ၍ဖျားစုပံမှုအဘိနိဟာရကုသိုလ်စိတ်စေတသိက်များဖြစ်ပွားလာလေသည်ယင်အဘိနိဟာရကုသိုလ်ခြင်းသည်ပါရမီတို့၏မူလအခြေခံအကြောင်းရင်းကြီးဖြစ်ပေသည်အံ့ဩဝယ်ခြင်းများ အဘိယနိယာရကုသိုလ်ကြီးဖြစ်ပွားလာခြင်းကြောင့်အလောင်းတော်သူမြတ်ကြီးမှာနံပါတ်၁တတဝါတို့ကိုရင်ဝဲသားကဲ့သို့သိမ့်မိုက်ခြင်းနံပါတ်၂စိတ်တော်အစဉ်မှာအကုသိုလ်ဤအစွမ်းဖြင့်မညင်လွမ်းခြင်းကိလေသာ လောက်လျက်၍စိတ်ညင်လွမ်းမှုမရှိခြင်းနံပါတ်၃အလောင်းတော်ဤအလိုဆန္ဒပြုသည်မြပြောသည်မြအဝဝသည်တတဝါတို့ဤစည်းဝါးချမ်းသာကိုရွတ်ဆောင်ကြောင်းများသာဖြစ်ခြင်း နံပါတ်၄ကိုတော်ဤအတွက်တာပါရမီစာကစရိယတရားများစုံနစ်သည်မရှိအထက်ထက်၌သာတိုးတက်ပွားစီရင့်တန်ခြင်းတည်းဟုသောအံ့ဩဝယ်ကြီးများဖြစ်ပွားလာလေသည်ယင်အံ့ဩဝယ်ကြီးများဖြစ်ပွားလာခြင်းကြောင့်အလောင်းတော်သည်အလွန်ကြီးမြတ်သောကောင်းမှုအစဉ်ကုသိုလ်ရေးအရင်နှင့် ပြည့်စုံရကားတတ္တဝါတို့ဤမြတ်သောအလှူကို ခံနိုင်သည့်ပုဂ္ဂိုလ်သူမြတ်ကြီးဖြစ်ပြီးလျှင် ကုသိုလ်မျိုးကိုကျဲချရာအတ္တရိတာလေယာမြေကောင်းကြီးအယုဒေပြုရာကြီးတခုဖြစ်တော်မူလေတော့တည်းကာဝေမဟာကရုဏာနှင့်ဥပါယကောတန်လာညံအဘိနိယာရကုသိုလ်ထူးကြီးကဲ့သို့ပင်မဟာကရုဏာနှင့်ဥပါယကောတန်လာညံတို့သည်လည်းပါရမီတို့၏အခြေခံအကြောင်းတရားများ ဖြစ်ကြလေသည်ဘုမဟာကရုဏာနှင့်ဥပါယကောတန်လာညံတို့ကိုအောက်၌ပေါ်ပြခဲ့ပြီးဖြစ်သည် ယင်ဒီမာဂရုဏနှင့်ဥပါယဘောဒနာဉာဏ်တို့ကြောင့်အလောင်းတော်ကြီးများသည်ကိုကျိုးကိုမငဲ့ပဲအမြဲပင်သူတစ်ပါး၏အကျိုးကိုအားထုတ်တော်မူနိုင်ကြပေသည်လူသားမန်တို့ပြုနိုင်ခဲ့သည့်အလောင်းတော်ကြီးများ၏အကျင့်များကိုကျင့်ရတော်လဲပင်မှန်းသည်ဟုမရေတွက်ကြကုန်ထိုတရားနှစ်ပါးကိန်းတည်သောကြောင့်ပင်အလောင်းတော်ကြီးများကိုကျင့်ကြိုတရားပွားခြင်းပူမြော်ခြင်းဂုဏ်ကျေးဇူးကိုအောက်မေ့ခြင်းစသည်ကိုပြုသော အခါတို့၌လည်းတတဝါတို့၏အဖို့အရာ စည်းဝါးချမ်းသာကြောင်းကောင်းမှုတရားများဖြစ်ပွားပြည့်စုံနိုင်သည်ဆက်ပြီးဖော်ပြဦးဟံအလောင်းတော်ဤတဏ္ဍာနယဖြစ်ပွားသောထိုကရုဏာနှင့်ပညာနှစ်ပါးတို့အနေပညာကြောင့်တရားဖြစ်တော်မူသည်ကရုဏာကြောင့်ဘုရားကိစ္စတို့ကိုပြုလုပ်ဆောင်ရွက်တော်မူခြင်းဖြစ်သည်ပညာကြောင့်ကိုတော်တိုင်ကတဏ္ဍာမြင်လည်ကြီးကိုကူးမြောက်တော်မူနိုင်၍ကရုဏာကြောင့်ဝိညာဉ်တို့ကိုကယ်တင်တော်မူနိုင်သည်ပညာဖြင့်သူတစ်ပါးဤဒုက္ခကိုပိုင်းခြားသိမြင်တော်မူသည်ကရုဏာဖြင့်ထိုဒုက္ခကို ကုသပယ်ရှားနိုင်ရန်အားထုတ်တော်မူသည်ပညာဖြင့်ဒုက္ခ၌ညီငွေတော်မူ၍ကရုဏာဖြင့်ထိုညီငွေအပ်သည့်ဒုက္ခကိုပင်ဝိနည်းတို့ကိုကယ်တင်ရန်အတွက်ဒုက္ခကဲ့သို့ခံယူတော်မူသည်ပညာဖြင့်နိဗ္ဗာန်သို့ရှေ့ရှုတော်မူ၍ကရုဏာဖြင့်တတဝါတို့ကိုကယ်တင်ရန်အတွက်တန်ត្រာဝတ်ထဲသို့တဝဲလည်လည်ရောက်တော်မူရပြန်သည်ဤသို့အစရှိသည့်ဖြင့်ကရုဏာပညာတို့၏ဘုံကျေးဇူးကများလာပြီဤကရုဏာနှင့်ပညာနှစ်ပါးတို့သည် ပါရမီတို့၏အကြောင်းသာဖြစ်ကြသည်မဟုတ်သည်ဘုရားစုပန်ခြင်း၏အကြောင်းရင်းကြီးများလည်းဖြစ်ကြလေသည်ကောင်းကင်ဗုဒ္ဓဘူမိ၄ပါးအဘိနိဟာရနှင့်ကရုဏာပညာတို့ကဲ့သို့ပင် နမတ္တိဥဒ္ဒဟနမတ္တိဥမင်္ဂနမတ္တုအဝဋ္ဌာနနမလီဟိတစရိယဤ၄ပါးသောဗုဒ္ဓဘူမိတရားတို့သည်လည်းပါရမီ၏အကြောင်းရင်းဖြစ်ကုန်၏ထို့တွင်နမတ္တိဥဒ္ဒဟဝတိကာ ပါရမီစာကစရိယတို့ကိုမစုံမနဲ့အာသင့်ကြိုးစားခြင်းဝိရိယသည်နမနဲ့အုံမင်ကဟူသည်အုံမင်ကဟူသည်ကရှင်း၌စဝယ်ပြီးသည်ဥပါယကောဏလဉာဏ်ပင်သည်နမသုံးအဝဋ္ဌာဏဟူသည်ကဖျားဖြစ်ကြောင်းတရားတို့၌မတုံမလို့ကြံ့ကြံ့တည်ခြင်းသည်နမလေးဟိတာစရိယဟူသည်ကမေတ္တာဘာဝနာနှင့်ကရုဏာဘာဝနာဤနှစ်ပါးတို့သည် ဤတရားလေးပါးတို့ကိုတပ်မင်ယူရာဉာဏ်ဤပြင့်ပေါ်လာကြောင်းဖြစ်သောကြောင့်ဗုဒ္ဓဘူမိတရားလေးပါးဟူ၍ခေါ်ဆိုအပ်ကုန်၏။ကာကြီးဣဇာတယတတိ16ပါ။ဣဇာတယဟူသည်တတဝါတို့ဤတဏ္ဍ၌လွှမ်းမိုးဆိုးအုပ်၍တည်နေသည့်တက္ကံမျိုးဖြစ်သည်။ထိုဣဇာတယသည် ကောင်းသောဣဇာတယမကောင်းသောဣဇာတယဟူ၍နှစ်မျိုးပင်ရှိသည်။လောင်းတော်ကြီးများမှာဝိထုကာမကရာဝါသစသည်တို့၌အပြစ်ကို မြင်တော်မူကြသည့်အတွေ့ အာလောဘသတ္တတရားကောင်းကြီးများကဲလွန်ပြီလျင်ထိုဝိထုကာမဂရဝန္တစသည်တို့မှထွံ့မြောက်ရခြင်းအစရှိသည့်၌အမြဲညွတ်ကိုင်းဆိုင်နေသောစိတ်ရှိမှုအစရှိသည်ကိုနိဂံမစ္ဆာတရားအစရှိသည်ခေါ်သည်ထိုအစ္ဆာတရားတို့ကနိဂံမစ္ဆာတရားပဝိဝေကိစ္ဆာတရားအာလောဘစ္ဆာတရားအာရောတစ္ဆာတရားအမောဟစ္ဆာတရား နိဒရေနိဇာတယဟူ၍6ပါးဒါနိဇာတယအတိလိဇာတယအစရှိသည့်ဖြင့်10ပါးတို့ရှိကြသည်ထို့တွင် အလောင်းတော်ကြီးများသည်နိခံမိဇာတယတက္ကံအာကြီးတော်မူကြသောကြောင့်ကာမတယကရောင်ဝန္တတရားတို့၌အပြည့်မြင်တော်မူကြသည်ပါဝိဝေကိဇာတယတက္ကံအာကြီးတော်မူကြသောကြောင့်အပေါင်းဘော်တို့နှင့်မှု့လျော်ပျော်ပိုင်နေမှု၌အပြည့်မြင်တော်မူကြသည်အာလောဘဣဇာတယအာရောဒဣဇာတယအာမောဟဣဇာတယတက္ကံ အာကြည်တော်မူကြသောကြောင့်လောဘဒေါသမောဟတို့၌အပြစ်မြင်တော်မူကြသည်နေတရနိဇန်တယဒက္ခံအာကြည်တော်မူကြသောကြောင့်ခသိန်းသောဘဝတို့၌အပြစ်မြင်တော်မူကြသည်လောဘအစတိတို့၌အပြစ်မြင်ခြင်းအာလောဘအစတိတို့လွန်ကဲခြင်းမရှိဘဲဒါနစသောပါရမီတို့မဖြစ်နိုင်ကုန်ထို့ကြောင့်ထိုဣဇန်တယဒက္ကြီး၆မျိုးတို့သည်လည်းပါရမီတို့၏အကြောင်းရင်းဖြစ်ကုန်၏ထို့အတူဒါနိဇန်တယအစရှိသော ။အစ္ဆန္ဒယတတိစေဘာတို့သည်လည်းပါရမီတို့၏အကြောင်းရင်းဖြစ်ကုန်၏။ဆိုင်ရာဆိုင်ရာစัญญမဲ့တရားတို့၌အပြစ်ကိုမြင်၍အာလောဘအစသည်လွန်ကဲခြင်းကြောင့်ပေကံမှုစသည်တို့၌အမြဲစိတ်ညွတ်နေမှုကိုဒါနစ်ဇာတယစသည်ခေါ်၏။အလောင်းတော်ကြီးများသည်ဒါနစ်ဇာတယလွန်ကဲတော်မူကြသောကြောင့်ဒါနဤစัญญမဲ့ဖြစ်သည့်မြစ်စေတာတရား၌အပြစ်မြင်ကြပြီလျင်ဒါနပါရမီကိုအပြည့်အစုံပြည့်တော်မူကြသည်။ ်ဒီလစ်စားတရားလွန်ခဲ့တော်မူကြသောကြောင့်တိလာဤဆက်ခြင်းပဲဖြစ်သည်ဒုတိယကောတော်ဒုစရိုင်းမှုတို့၌အပြည့်မြင်တော်မူကြပြီလျင်တိလာပါရမီကိုအပြည့်အစုံဖြည့်တော်မူကြသည်ကြံသောပါရမီတို့၌လည်းပြည်နည်းတူတည်ရ၏အထူးအားဖြင့်နိဂမစ္စတရားဤဆက်ခြင်းဘကကာမတရားကလာဝတတရားညာနေသာတရားဤဆက်ခြင်းဘကမောဟနှင့်ဝိသိကိစ္စဝိရိယဇာတရားဤဆက်ခြင်းဘကကောတ္တဇာအပြင်းထူခြင်း ခန္ဒီဣဇာတယဟိစัญญံဘကံအကန္ဒီဒေါတာတစ္ဆာဣဇာတယဟိစัญญံဘကံမုတဝါဒံအဋ္ဌာနိဇာတယဟိစัญญံဘကံအနာဋ္ဌာနာကုတုမှုတို့၌ကြံ့ကြံ့မတည်ခြင်းမေတ္တာဣဇာတယဟိစัญญံဘကံပြာပါရာဥပိ္ပကဣဇာတယဟိစัญญံဘကံအိဋ္ဌာအနိဋ္ဌာလောကရန်တို့ဖြစ်သည် အလောင်းတော်ကြီးများသည်ဥပေက္ခဣဇာတရားလွန်ခဲ့တော်မူကြသောကြောင့်ဥပေက္ခဤစัญญံပဲဖြစ်သည်အိဋ္ဌအိဋ္ဌလောကရန်တရားတို့၌အပြည့်မြင်တော်မူကြပြီလျင်ဥပေက္ခပါရမီကိုအပြည့်စုံပြည့်တော်မူကြသည်ထို့ကြောင့်ဤဒါနိဇာတရားအစရှိသောဣဇာတရားတဆယ်ပါးတို့၌လည်းပါရမီတို့ဤအကြောင်းရင်းဖြစ်ကုန်၏ငါမလူချင်းစသည်၌အပြင်လူချင်းစသည်၌အကျိုးကိုဆင်ញင်သောပစ္စဝက္ခဏဉာဏ်များမလူချင်း တီလမဆောင်နေခြင်းအစရှိသည့်၁၀မျိုး၌အပြစ်ကိုစင်ရင်သောပိစ္ဆဝကနာဉာဏ်များလူချင်းတီလဆောင်နေခြင်းအစရှိသည့်၁၀မျိုး၌အကျိုးကိုစင်ရင်သောပိစ္ဆဝကနာဉာဏ်များသည်လည်းပါရမီတို့၏အကြောင်းရင်းဖြစ်ကုန်၏ဘုရားစုပန်လိုသူများဤအကံကို အထူးသတိပြုကြည့်ရှုလေ့လာရ၏တာဒုတာဒုတာဒုကြာရှိနေသော ခန်းကဏ္ဍများကိုနောက်ရက်များမှာဆက်လက်ပြီးတော့မြဝေရပ်ပတ်မှုသောကုသိုလ်ပြုပေးသွားမှာပဲဖြစ်ပါတယ်အားလုံးပဲကျမ်းမှာချမ်းသာစွာသာသနာပြုတော်မူနိုင်ကြပါစေ